မရှင်များအားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ကျွန်တော်တို့ update 20မြို့ကို ပြန်လည်မျှဝေတော့မှာဖြစ်ပါတယ်ဒီ update ကတော့ကျွန်တော်ဒီရှစ်လေးတော့အနေစာပြပေးထားခြင်းဖြစ်တယ်ပေါ့နော်ရှေလျှောက်တော့နေ့တုံညာကိုခွန်ခွန်ကိုဖြစ်ပါတယ်ဒီထိုက်စီ၅လုံးအလဲထိုင်၅လုံး update ၅လုံးကို စီရမှာလို့မဆလို့ဘူးပေါ့နော်စီလိုက်ရင်တော့အကွက်ကများတော့မယ်ပေါ့နော်ဒီထဲကကျွန်တော်တို့မရှင်တွေညံကွန်ပြီးတော့အတုံးလို့ရအောင်တန်နည်းနဲ့တကွာပြန်လည်မျှဝေရှင်းဖြစ်တယ်ပေါ့နော် ပြည်ခရစ်ဘက်မှာတော့နေအပိတ်၃ခုနေဖြစ်ပါတယ်အလဲထိန်ပြည့်သွားခဲ့တယ်ပေါ့နော်ထိုင်စီနဲ့အလဲထိန်ကိုတော့ကျွန်တော်တင်ပြထားပြီးပြီပေါ့နော်အပိတ်ကိုဆက်ပြီးလေ့လာကြအောင် အပိတ်ကတော့ပြည်ခရစ်ဘက်မှာနေအပိတ်ဖြစ်ပါတယ်ဒီ93လီဒီ15ဖြစ်ပါတယ်ပေါ့နော်နေ့နဲ့ချိန်ပေါင်းခြင်းလေးလေးကိုဒီ9နဲ့ပေါင်းတာက9ပြီးရင်ဒီမှာ3ချိန်ပေါ့နော်ပြီးရင်လေးနဲ့ချိန်ပေါင်းခြင်းရှိကိုတင်းနဲ့ထပ်ပေါင်းတာဖြစ်ပါတယ်ဒါပုံတွေယူမှာဖြစ်တယ်ပေါ့နော်9နဲ့10ပေါင်း10 3နဲ့5ပေါင်းရှင်းရှင်းရှင်းနဲ့ရှင်းပေါင်း16ရာမှာဖြစ်ပါတယ်။ဒါကြောင့်မို့6 9 6 9ကိုကျွန်မ3နဲ့ထပ်ပေါင်းတာဆိုရင်7နှစ်ဖြစ်ပါတယ်။အဲ့ဒီမှာတော့ကျွန်တော်နေအပိတ်ဖြစ်ပါတယ်ဗောနော်။6 9 6 9နှစ်ထက်ကနေအပိတ်3 9နှစ်ဖြစ်ပါတယ်။ဒီ6 9 6 9နှစ်ကိုကျွန်တော်တို့ဒီအနန္တလုံးပေါင်းရှင်းပြိတ်၃လုံးပေါင်းရှင်းပြိတ်တွေနဲ့ညီလိုက်ရင်တော့ကျွန်တော်နေတော့မှာဖြစ်တယ်ဗောနော်။ ဒီနေ့အတိုင်းပဲ72ကြိမ်အတွက်က၄နဲ့9ပေါင်းရှင်း73နှစ်က2ကြိမ်6နှစ်ကြိမ်က7နှစ်ကိုတင်းနဲ့ထပေါင်းတာဖြစ်ပါတယ်။ဒါဆိုရင်9 3ပေါင်းရှင်း10ဖြစ်ပါတယ်။နှစ်နဲ့ပေါင်းရင်10နှစ်နဲ့တစ်ပေါင်းတော့ပေါင်းရှင်း300ရတဲ့အတွက်ကြောင့်မို့3 4 5 6ပေါ့နော်။3 4 5 6 6ကိုကြောင့်မအပေါ်ကလိုမျိုးပဲပေါ့နော်။3နဲ့ထပေါင်းတာဆိုရင်ကို3 4 5 6ကိုဆိုပြီးတော့အပိတ်9လုံးရမှာဖြစ်ပါတယ်။ โอเคဒါအကုန်လုံးသွားမယ်လို့မဆိုလို့ဘူးပေါ့နော်ကျွန်တော်တို့တုံးလုံးပေါင်းရှင်ပြိတ္တိနှလုံးပေါင်းရှင်ပြိတ္တိနဲ့ညီလိုက်ရင်နေသွားမှာဖြစ်ပါတယ်ညံကုန်ပြီးတော့တုံးရမှာဖြစ်ပါတယ်ပေါ့နော်โอเคဒါကတော့ထိတ်ငါအလေငါအပိတ်ငါဖြစ်ပါတယ်ထပ်ပြီးတော့ကျွန်တော်အပိတ်တလုံးထဲတော့အပိတ်နီးကိုပြန်လေးပြောက်ပြီးတော့မှာဖြစ်ပါတယ်ပေါ့နော်โอเคဒီနီးကိုကျွန်တော်အတူတူလေ့လာကြအောင်ဒီ၈နှစ်ချိန်ပေါင်းရှင်၁၆ခုနှစ်နာချိန်ပေါင်းရှင်၁၄ဆိုတော့ပေါင်းရှင်၃၀ပေါ့နော်နှစ်တစ်ချိန်ဖြစ်ပါတယ် ပြီးရင်ဒီ9နဲ့ချိန်78 9နဲ့ချိန်78 8နဲ့6ပေါင်း76 6နဲ့ပေါင်းတာ7နဲ့2နဲ့7ပေါင်းရှင်3 4နဲ့4 3 7ပေါင်းနော်2နဲ့9ပေါင်း9အနောက်မှာ6နဲ့8ပေါင်းတာဖြစ်ပါတယ်2 3 5 5 9ပေါင်း14 3နဲ့6ပေါင်း30ဆိုတဲ့အတွက်3ညအပိတ်ဖြစ်ပါတယ်နောက်ထပ်တစ်ပြင်မှာခွန်3ည3ညဆိုတဲ့အတွက်ကြောင့်မို့ကျွန်တော်ဒီ3ညအပိတ်ခွန်3ည3ညဖြစ်ပါတယ်ခင်ဗျာ ဒီနေ့အတိုင်းပဲပေါ့နော်ကျွန်တော်ခွန်တုံများတုံများကနေထပ်ပြီးလေ့လာကြအောင်30 30 4နဲ့5ပေါင်းတော့ကို5လေးပေါင်းရှင်ကို9နဲ့3ပေါင်း30 8နဲ့ချိန်16ကို3နဲ့ပေါင်းတော့ခွန်ဖြစ်ပါတယ်ပြီးရင်နေ့နဲ့ချိန်ပေါင်း4 6နဲ့ပေါင်းရင်30 5နဲ့6ပေါင်း7 9 10 9 0ခုနှစ်တလုံးကြံတဲ့အတွက်ကြောင့်မို့ခုနှစ်အပိတ်ဖြစ်ပါတယ်နောက်ထပ်တစ်ပင်မှာက300ဆိုတဲ့အတွက်ခုနှစ်အပိတ်ဖြစ်ပါတယ်ပေါ့နော်ခုနှစ်အပိတ် 300ဖြစ်ပါတယ်ဒီနီးပုံတေနီးအတိမ်းပဲပေါ့နော်ကျွန်တော်တို့ဒီ300ကနေဆက်ပြီးလေ့လာကြည့်အောင်၈နှစ်ကျင်း16လေးနဲ့ပေါင်းရင်30 3နှစ်ကျင်း6လေးနဲ့ပေါင်းရင်30ပေါ့နော်ဒါဆိုရင်ဒီမှာ9နဲ့ဒီ၈နှစ်ပေါင်းတာ73ပေါ့နော်၃နှစ်ကျင်းပေါင်း6 6နှစ်ပေါင်းတာ7နှစ်ဒီနှစ်နဲ့ထပ်ပေါင်းတာ400မှာဖြစ်ပါတယ်ပြီးရင်ဒီ9နှစ်ကျင်းဟာ10 3နှစ်6ပေါင်းရှင်း 34ပေါင်ခွန်ခွန်နဲ့ခွန်ပေါင်းတာ14ဖြစ်တဲ့အတွက်အပိတ်၄ဖြစ်ပါတယ်။နောက်ထပ်တစ်ပိတ်မှာက89ဖြစ်ပါတယ်ခင်ဗျာ။ဒါကတော့ကျွန်တော်နီးအတိတ်ကို ပြန်လည်မြောက်ဝီရှင်းဖြစ်ပါတယ်ပေါ့နော်။ Okay ၃ chainId ပြီးသွားပြီပေါ့နော်။နောက်ထပ်89လေးကနေတပင်နောက်ထပ်တပင်ပေါ့နော်။ရှင်းနေ chainId 16 6နဲ့နှစ်ပေါင်းဒီမှာလေး16 6နဲ့6ပေါင်း7နှစ်နဲ့ဒီနှစ်နဲ့ပေါင်းရှင်းတာလေး၄နဲ့5ပေါင်းရှင်း9ဖြစ်သွားမယ်ပေါ့နော်။ ြီးရင်9နဲ့9ပေါင်း14ကို6နဲ့ပေါင်းရင်30 8နဲ့ချိန်16ဒီမှာဆိုရင်6ကတချိန်နှစ်ချိန်3ချိန်4ချိန်ပေါ့နော်ရှောက်လေးတွေ24 9လည်း4ပေါင်းတော့73ရာဒီအတွက်3အပိတ်ပေါ့နော်နောက်ထပ်တစ်ပြိုင်မှာ963ဖြစ်တဲ့အတွက်3အပိတ် OK တယ်ပေါ့နော် Okay 963ကနေနောက်ထပ်တစ်ပြိုင်ခုနှစ်အပိတ်ကိုဆက်ပြီးလေ့လာကြအောင် 9နာချိန်တစ်စိမ့်9နာချိန်တစ်စိမ့်ခုနှစ်ချိန်ပေါင်း၁၄လေး၃ပေါင်းခုန်ပေါ့နော်နာဂိုပေါင်း၁၄ဒီနှစ်နှစ်ကြိမ်အားလေးဆိုတော့ပေါင်းရှင်ရှိချင်းနဲ့ဒီတေးပေါင်း၁၂နှစ်ဖြစ်ပါတယ်။၅နှစ်ကြိမ်၁၀၃၉အဆနှစ်နှစ်နှစ်၆ပေါင်း၈ဖြစ်ပါတယ်။နှစ်နှစ်၈ပေါင်း၁၀ခုနှစ်တလုံးကြံတဲ့အတွက်ခုနှစ်အပိရမှာဖြစ်ပါတယ်။နောက်ထပ်တပြင်းမှာက၆၈ခုဆိုတဲ့အတွက်ခုနှစ်အပိဖြစ်ပါတယ်။ Okay ၆၈ခုနှစ်ပြင်အားဒီနှစ်နှစ်ခုနှစ်ပြင်ကိုတပြီးလေ့လာကြည့်အောင်လားခင်ဗျာ။ ဒီမှာ6နာချိန်7နာ6နာချိန်7နာနစ်က3ချိန်ဆိုတော့6 6နာတီ3နာပေါင်းရင်9ဖြစ်ပါတယ်9ခွန်7နာတီ6နာချိန်7နာဆိုတော့ပေါင်းရင်4ဖြစ်ပါတယ်8နာချိန်16ပေါ့နော်ခုနလိုမျိုးပဲ6က4ချိန်ဖြစ်သွားတဲ့အတွက်20နဲ့4ဖြစ်ပါတယ်44ပေါင်း8 89ပေါင်း18ဆိုတဲ့အတွက်9အပိပဲဖြစ်ပါတယ်နောက်ထပ်တစ်ပြိုင်မှာကနစ်နစ်ခွန်ဖြစ်ပါတယ်ခင်ဗျာဒါကြောင့်မို့9အပိဖြစ်ပါတယ် โอเคဒီနေ့အတိုင်းပဲပေါ့နော်အပေါ်ပုံသေးနေ့အတိုင်းပဲနေ့နေ့ခွန်တပင်ဟာနေ့388တပင်ကိုပေါ့နော်နေ့နှစ်ကြိမ်ပေါင်းချင်းလေ6နှစ်ကြိမ်စနစ်ဒီနေ့နှစ်ကြိမ်လေဆိုတော့ပေါင်းချင်း30ဖြစ်သွားမယ်ပေါ့နော်ရှင်းတဲ့ထပ်ပေါင်းတော့7ချင်းချိန်ပေးရမယ်3နှစ်နှစ်ပေါင်း5 5ကိုဒီရှင်းတဲ့ပေါင်းရင်73ပေါ့နော်လေလေနဲ့ခွန်ပေါင်းတာ73တင်းနဲ့ဒီ6နှစ်ပေါင်းရင်ခွန် 380ခုတစ်စက်ရှစ်တလုံးဂျန်တဲ့အတွက်ရှစ်အပိတ်ဖြစ်ပါတယ်380ရှစ်ဖြစ်ပါတယ်ဗောနော်ဒါကြောင့်မို့ဂျန်တော့ရှစ်အပိတ်ဖြစ်ပါတယ်ခင်ဗျာရှစ်အပိတ်380ဖြစ်ပါတယ်โอเคနောက်ထပ်ဒီနှစ်နှစ်ကြိမ်ပေါင်းခြင်း၄ဗောနော်၄နဲ့ဒီနှစ်ပြီးရင်ဒီမှာ6 6ပေါင်း30နိနဲ့3ညာနဲ့ပေါင်းရှင်းဒီနိပြီးရင်ဒီမှာ3ပေါ့နော်63 27 3နဲ့ပေါင်းတာ7ပြီးရင်63နဲ့78ရှင်းနဲ့နဲ့ပေါင်း10အပေါ်မှာ6တလုံးဆိုတော့နေနဲ့တပေါင်း3 3နဲ့6ပေါင်း9ရမှာဖြစ်ပါတယ်3 3 9ဖြစ်ပါတယ်ခင်ဗျာကိုအပိတ်3 3 9ဖြစ်ပါတယ်ဒါနည်းအရာပေါ့နော်ပုံတွေနည်းအရာအခုတို့လို့စေတော့ okay နေတယ်ပေါ့နော်ဆက်ပြီးလေ့လာကြည့်အောင်ဒီ9နဲ့ချိန်30နဲ့3နဲ့ချိန်6နဲ့ချိန်4ဆိုတော့38ဒီ ၃နှစ်ချိန်၆၁နှစ်ချိန်ကနေပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ဒီနှစ်နှစ်ချိန်လေးရှောင်းနဲ့ပေါင်းရင်၁၀တရရှိမှာ၉တလုံးကြံမယ်၆က၃ချိန်၁၈ရှင်းနဲ့တစ်ပေါင်း၉၉ရှောင်းပေါင်းရင်၅ဖြစ်ပါတယ်၈၉၁၇၉၅၁ပေါင်း၁၂ဆိုတဲ့အတွက်နှစ်အပိတ်ဖြစ်ပါတယ်နောက်ထပ်ဒီဘက်မှာက၃၅၂နှစ်ဖြစ်ပါတယ်ခင်ဗျာဒါကြောင့်မို့နှစ်အပိတ်၃၅နှစ်ဖြစ်တယ်ပေါ့နော်โอเค3-5นิดเดียวนี่နောက်ထပ်นิดအပိတ်3-9นิดတပင်ကိုလေ့လာကြည့်အောင် 10 36 6.8ကိုတေတဆယ်3နှစ်ကြိမ်6၄နှစ်ကြိမ်8ဆိုတော့6နှစ်8ပေါင်းရှင်း14တုံးညာနဲ့4ပေါင်း6နှစ်ပေါင်းရင်10ရှင်းနှစ်4ပေါင်း12ဆိုတဲ့အတွက်ညအပိတ်ရာမှာဖြစ်ပါတယ်နောက်ထပ်တစ်ပြန်မှာက3ကို2ဆိုတဲ့အတွက်ညအပိတ်ဖြစ်ပါတယ်ညအပိတ်3ကို2ပေါ့နော်အဲ့ဒီပုံတေနီအတိုင်းပဲ3ကို2တပြားနီ17ကြိမ်အတွက်ဆိုရင်တော့3နှစ်ကြိမ်ပေါင်းရှင်း6 ဒီနှစ်တဲ့နှစ်ချိန်ပေါင်းနေခုနှစ်ချိန်ဆက်လေးဆိုတော့6 6နဲ့3ပေါင်းရှင်9နောက်ထပ်ဒီ9နှစ်ချိန်ပေါင်းရှင်ဒီ7ချိန်ဒီ6နှစ်ချိန်ပေါင်းရှင်7နေဆိုတော့7နှစ်နှစ်ပေါင်း10တရားလေးက9တလုံးကြံတဲ့အတွက်6 95 9ခွန်ပေါင်း7နေဆိုတဲ့အတွက်နှစ်အပိတ်3ချိန်ဆက်တိတ်ဖြစ်သွားမလားပေါ့နော်ဒါကတော့နှစ်အရာနှစ်အပိတ်ဆိုပြီးဖြစ်ပါတယ် ခုနှစ်ရာကနေဒီအပိတ်တလုံးတောက်ချောက်ဖြစ်ပါလေပေါ့နော်ဆက်နှစ်ကြိမ်မှာတော့ကျွန်တော်တို့ဆက်ပေးမပေးကတော့ကျွန်တော်တို့စောင့်ကြည့်ရမှာပဲဖြစ်တယ်ပေါ့နော်ကျွန်တော်တို့လည်းမတီးတလုံးမိုက်ဆိုးလို့လည်းမတီးဘူးပေါ့နော်ဒါဒီအရာကျွန်တော်ပြန်လည်များ vision ဖြစ်ပါတယ်ဒီမှာတော့3 4 5 6ဖြစ်ပါတယ်ဒီအပိတ်၅လုံးမှာတော့ခုနကပြလိုက်တဲ့အပိတ်နေ့မပါဘူးပေါ့နော်ဒါကြောင့်မို့ဒီအပိတ်နေ့နှစ်ခုမှာတနည်းတော့မဟုတ်တနည်းကတော့ပြန်มาဖြစ်တဲ့အတွက်ကြောင့်မို့ဒီတစ်ခုတည်းပဲ ထိတ်တလုံးအလေတလုံးအပိတ်တလုံးတုံးရှင်နေစေကိုတီနီဖြစ်သွားမယ်ပေါ့နော်ကိုတီနီတဲဖြစ်သွားမယ်ဒီခုနှစ်ရာတပင်ဟာနေစားပြီးတော့ဒီမှာနီးနေတကွာပြပေးထားတဲ့ထိတ်စီတလုံးဖြစ်ပါတယ်ပေါ့နော်ဆက်နှစ်ချိန်မှာတော့ကိုထိတ်စီဖြစ်ပါတယ်ဒါကတော့နီးအရာပေါ့နော်တင်ချာနီးအရာဆက်ပေးနိုင်တယ်လို့ပြန်လဲပြတဲ့အတွက်ကြောင့်မို့ချင်းချိန်ပြီးအတုံးပြပါပေါ့နော် ဟုတ်ကဲ့နောက်ထပ်အလဲထိုင်ကဒီခုနှစ်ကနေစပြီးတော့တပင်းရှင်ချင်းပြပေးထားခြင်းဖြစ်ပါတယ်ပေါ့နော်ဒီ၁၂ချိန်မှာဆိုရင်ဤအရာကတော့တိအလဲထိုင်ဆိုပြီးဖြစ်ပါတယ်တိအလဲထိုင်ဖြစ်တဲ့ပေါ့နော်တကွက်ကောင်းသုံးချင်တဲ့မိတ်ဆွေတွေအတွက်တည်တံ့ရွေရွှဲဖြစ်ပါတယ်ဒီမှာဤနဲ့တကွာပြပေးထားခြင်းဖြစ်ပါတယ်ပေါ့နော်ဒီမှာဆိုရင်အပိတ်ကဤအပိတ်ဖြစ်ပါတယ်ခင်ဗျာဒါကြောင့်မို့ကျွန်တော် တီကိုထိစီတီအလေထဲနိအပိကိုတင်နိတဲ့ဖြစ်သွားမြေပေါ့နော်သုံးလုံးပေါင်းချင်းပရိအနေနဲ့ကတော့နိပရိဖြစ်ပါတယ်အဲ့ဒီနိပရိကိုမေရှိတို့ချိန်တယ်ဆိုမှသုံးပေါ့နော်ကိုတုံညနိ3 4ယောက်ပရိကလည်းရှိတယ်ပေါ့နော်ပြပြင်တော့မရှိသေးဘူးဆိုတော့ကျွန်တော်တို့ဒီကိုတင်နိဒီကျွန်တော်ဒီမှာ3 5နိ3 9နိကိုတင်နိနိအပိ3ချိန်လာပေါ့နော်ပြီးရင်ကိုနိအတွဲ ဆက်ပြီးတော့ရှင်းမလားပါနော်တို့တို့ဒီအပြီးခွေကနန်းခုနှစ်လုံးထဲမှာကျွန်တော်ညီမညီဆက်ကြည့်အောင်ပါနော်ဒီမှာဆိုရင်တောက်ချောက်ဖြစ်ပါတယ်အပြီးခွေကနန်းခုနှစ်လုံးဖြစ်ပါတယ်ပါနော်ဒီမှာတော့ကျွန်တော်ကိုတင်နစ်ဆိုတဲ့အတွက်ကိုတလုံးပဲပါတယ်တင်နစ်မပါတဲ့အတွက်ကြောင့်မို့အဲ့ဒီကိုတင်နစ်လားတော့မဟုတ်ဒီ3 4 5 6 7 9တုံများလားပါနော် အဲ့ဒီမှာတော့တပင်မဟုတ်တပင်ပြက်မှာဖြစ်တဲ့အတွက်ကြောင့်မို့အတုံးပြူတဲ့အခါမှာမိတ်ဆွေရဲ့ရှုံ့ချက်ချက်ကိုတော့အတည်ပြုပါ။ဟုတ်ကဲ့ကျွန်တော်ရဲ့မိတ်ဆွေများအားလုံးပဲကံကောင်းကြပါစေ။